ားလုံးပဲမင်္ဂလာပါဒီစံချွန်စာတင်တဲ့ကြောင်းနေကျူစလိုက်ပါတယ်ဒီနေ့အတွက် N3 ရဲ့ grammar နံပါတ်81ကိုသွားပါမယ်အဲသူ့ရဲ့ခေါင်းစဉ်လေးကဘတ်တဲမိုရတ်တဲမိုရီဒက်စကာဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်တီးပြီးသားပါလွယ်လွယ်လေး M5 M4 မှာလည်းပါပြီးသားဒါပေမဲ့အဲ try grammar စာအုပ်ထဲမှာပါတာဖြစ်တဲ့အတွက်သူ့ကိုလည်းမကြော်သားပဲနဲ့တင်လိုက်ပါမယ်အဲဆိုတော့ဘတ်တဲမိုရတ်တဲမိုရီဒက်စကာဆိုတဲ့အဓိပ္ပာယ်ကတခြားသူကိုအာနာစိတ်နဲ့လှုပ်ပေးပါလို့ပြောတဲ့အခါမှာသုံးတာတခြားသူကိုအာနာစိတ်နဲ့လှုပ်ပေးပါကိုကခိုင်းချင်တယ်ဒါပေမဲ့အာနာရတယ်အဲဆိုတော့ဒါလေးလှုပ်ပေးပါအဲ့လို မျိုးပြောတဲ့အခါမှာသုံးတာဖြစ်ပါတယ်။အဲဆိုရင်ရမယ်နော်။ဘတ်တဲ့မိုရတ်တဲ့မို့ ides ကအဲဆိုရင်ရမယ်။အဲ့မှာဘတ်တဲ့မိုရတ်တဲ့မို့ ides ကမိုဒိုင်းမတ်စတာဆိုတဲ့ဇာတ်ကလေးကအီတာတာကီမတ်စတာနဲ့တူတာဖြစ်တဲ့အတွက်အဘတ်တဲ့အီတာတာကြီးဣဒာဒိုင်တိုင်းတဲ့ဆန်ကအဲ့ခါနဲ့လေတုံးလို့ရပါတယ်။သူကတော့ပို့ပြီးရင်ကြည့်ပါလေ။အဲ့ဆိုရင်သွားပါမယ်။ဒါအတိပိသားဖြစ်တဲ့အတွက်ဘတ်တဲ့ဖုန်းကလေပြောင်းတတ်တယ်။ဒါဆိုဆက်မယ်နော်။နံပါတ်1ကြည့်ပြအောင်သွားရအောင်။ ။တောင်းဘာပြီးထားလဲဆိုတော့ဖိုင်ဒူတဲ့5ဖြင့်အိုခူဒီမတ်ခါရပုံမှာဖြစ်တဲ့အတွက်အေဒိုရေဆူအိုရှေတင်ဘူရာတင်မူကြီးတဲ့စကအဲ့ဆိုတော့မီးလေးပေါ့နော်ပြောရမယ်ဆိုအီးမေးလ်လိပ်စာလေးပေးလို့ရမလား။အဲ့လိုမျိုးပြောထားတာဖြစ်ပါတယ်။အီးမေးလ်လိပ်စာလေးပေးလို့ရမလား။အဲ့ဆိုတော့ခါကြတော့ကိုကဒီပေါ့နော်တခြားသူကိုအာနာစိန်နဲ့လှုပ်ပေးပါလို့ပြောတာဖြစ်တဲ့အတွက်ကိုကဖိုင်လေးပို့ခြင်းနဲ့အဲ့ဆိုတော့ခါကြသူ့ရဲ့အီးမေးလ်လိပ်စာလေးကိုတည်ခြင်းနဲ့အဲ့ဒါလေးကိုပြောပေးလို့ရမလား။အာနာတယ်ဆိုတဲ့အတုံးနှုံးလေးနဲ့ဒါကအီးမေးလ်လိပ်စာဆိုတာသူများကလည်းကိုကိုပေးခြင်းမလားမပေးခြင်းမ မလားအဲ့လိုစိတ်ဆန္ဒမျိုးကလည်းရှိနိုင်သေးရဲ့လေအဲ့ဆိုအာနာဆိုအဖြစ်တောင်းခံတဲ့ပုံစံပါငမနဲ့နိဗ္ဗာန်ကိုသွားခီမူရာကွန်ခီမူရာကွန်ရေးတယ်အာစတာမတဲ့နိခုံနိုဒေတာကိုမက်ဖြန်မတိုင်ခင်မက်ဖြန်နောက်ဆုံးထားပြီးဒီရဲ့ဒေတာအချက်လက်တွေကိုမတူမဲတဲ့မိုရတ်တဲ့မိုအီဒက်စ်ကစူးစီးထားပေးလို့ရမလား အဲ့ဆိုတော့ခိုင်းတော့ခိုင်းလိုက်တယ်အာနာစိတ်နဲ့သူများကိုလှုပ်ပေးပါလို့ပြောတဲ့ခါမှာတုံးလိုက်တာဒါကအာနာစိတ်ပါတယ်ပေါ့နံပါတ်3ဆက်မှန်သွားစမီမဆန်စိတ်ရှိပါနဲ့မိုးအစ်ချီတို့နောက်ထပ်တစ်ချိန်ဆက်စမေးစတဲ့ဣဒါဒါဤတဲ့မိုးဤဒက်စကအဲ့ဆိုတော့ဘာလို့မှလဲဆိုရင်စိတ်မရှိပါနဲ့နောက်တစ်ခေါက်ရှင်းပြပေးလို့ရပါသလားအဲ့လိုအထိပဲရှင်းပြပေးလို့ရပါသလားခင်ဗျာပေါ့နော်အဲ့လိုပုံစံမျိုးအာနာစိတ်နဲ့ကိုကနားမလည်လိုက်ဘူးသူရှင်းပြတဲ့တစ်ချိန်မှာနားမထည်လိုက်နားမလည်လိုက်ဘူးအဲ့ဒါကြောင့်မို့အာနာစိတ်နဲ့နောက်ထပ်တစ်ချိန်လောက်ရှင်းပြပေးလို့ရနိုင်မလားဆိုပြီးတော့ပြောတာဖြစ်ပါတယ်ဒါကငါ တို့ M5M4 အဆင့်မှာကလေးရစာတိထားပြီးသား grammar ဖြစ်တဲ့အတွက်လွယ်လွယ်လေးပါ။ဒါကြောင့်မို့ဒီတိုင်းမြန်မြန်လေးပဲပြောပြလိုက်တယ်။နံပါတ်82ကိုဆက်သွားမယ်။နံပါတ်82ရဲ့ခေါင်းစဉ်ကကြတော့သူက ဒါလည်း M5 M4 မှာပါပြီးသားပါ။ Odo မဟုတ်ကော့ထက်နောက်ထပ်တစ်ခုကခူရာအီတာတာကုဆွဲစကလုံးရဲ့ Odo မဟုတ်ကော့ထက်ခူရာစာရုဆွဲစကလုံးရဲ့ပေါ့နော်။ဒါတွေက M4 ရဲ့သင်္ကန်းစာ49နဲ့50မှာပါထားပြီးသားဖြစ်ပါတယ်။တော်တော်များများလည်းသိထားပြီးသားပါ။သူကဘတ်တဲမိုရာကိုဘတ်တဲခုရဲတူရဲ့ရင်ကြီးတဲ့အတုံးတော့မှာဒါဆိုလို့ရှိရင်ဘလို့သွားမလဲဆိုရင်သူ့ကိုအတိတ်ပဲဘာသာပြန်မှာလုတ်ပေးတယ်။လုတ်ပေးတယ်ဆိုတာတစ်ဖက်လူကကိုယ်ကိုလုတ်ပေးတာဖြစ်ပါတယ်။ကိုကလုတ်ပေးတာမဟုတ်ပါဘူး။ ဟုတ်ပြီနော်လှုပ်ပေးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့သူ့ဘာသာပြန်ဒီလိုလေးဘာသာပြန်လိုက်နော်လှုပ်ပေးတယ်ဆိုတာပို့ပြီးတော့ဘာသာပြန်ရလွယ်တယ်တစ်ဖက်လူကကိုယ်လှုပ်ပေးတာပါအိုထဲ့မယ်ဆိုရင်အိုထဲ့မယ်ဆိုရင်ဘက်ကိုမတ်ဖြုတ်ပြီးတော့အီဒါသားကုလည်းတုံးလို့ရတယ်ခူရာဆာတို့လည်းတုံးလို့ရတယ်ဂေါထဲ့မယ်ဆိုရင် noun plus အီဒါသားကုလည်းတုံးလို့ရတယ်ခူရာဆာတို့လည်းတုံးလို့ရပါတယ်ဒီပတ်တန်လေးကိုအမှတ်ထားပါအရန်လည်းအသုံးဝင်ပါတယ်ကြည့်အောင်ဆိုလို့ရှိရင်နံပါတ်1အချိပိုင်းကိုကြည့်အောင် ။ဤတစ်ပြန်မှာဟွန်ဂျီဆိုဝါဟွန်ဂျီဆိုဆိုတော့ဒီရဲ့ယနေ့ကပေါ့နော်ဒီနေ့ကတော့အိုဤစောက်ကကြီးအလုရှုပ်တဲ့နတ်ကဈားထဲမှာအလုရှုပ်တဲ့ထဲကအိုဒီအားကြတော့စုစည်းပေးတာပေါ့နော်အာစမာရီအီတာဒါခီအိုအာစမာရီအီတာဒါခီဆိုတာအိုထဲလိုက်တယ်အာစမာရီမက်ရဲ့မက်ကိုဖြုတ်ပြီးတော့ခါကြအီတာဒါခီပေါင်းလိုက်တာအဲ့ဆိုတော့ဒီနေ့မှာအာလတ်တဲ့ဂျာတဲ့ကနေပြီးတော့စုယုံပေးတဲ့အတွက် စုယုံတာလှုပ်ပေးတယ်ပြောရမယ်ဆိုရင်လှုပ်ပေးတာတစ်ဖက်လူကကိုယ်အဲ့လိုမျိုးစုစည်းပေးတဲ့အတွက်လာပြီးစုယုံပေးတဲ့အတွက်ဟုတ်ပြီနော်တိုင်ဟန်ခန်ရှာတဲ့အိုရီမတ်အယံကိုကျေးဇူးတင်ပါတယ်အများကြီးကျေးဇူးတင်ပါတယ်အာအခုလိုခမားတို့မအားလက်တဲ့ဂျားတဲ့ကနေပဲကျွန်တော်ခေါ်တာကိုလာပြီးတော့စုစုဝေးပေးတယ်စုယုံပေးကြတယ်အဲ့လိုဖြစ်တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်လို့ပြောတာတစ်ဖက်လူကကိုယ်လှုပ်ခိုင်းလှုပ်ကိုဖြစ်ချင်တာကိုဒါလာပြီးတော့လိုက်လှုပ်ပေးရပါကိုကလူစုလိုက်ပါလို့ပြောတဲ့ဟာတစ်ဖက်လူကနေလာလှုပ်ပေးတာဖြစ်ပါတယ်အဲ့လိုအထိပ်ပဲနော်ရင်ကြည်ကြည်တုံးတာဖြစ်ပါတယ်နံပါတ်2ညီပိုင်အောင်တော့ 二番は最後までなおさんはじお聞きくださいまして、聞きます。 အဲ့မှာ mask ကိုဖြုတ်ပြီးတော့ခါကြတော့သုံးထားတာဖြစ်ပါတယ်အဲ့ဆိုနောက်ဆုံးအထိနားထောင်ဒီမှာလှုပ်ပြီးတာဖြစ်တဲ့အတွက်နားထောင်ပြီးတဲ့အတွက်အာရိကတို့ကိုဇိုင်းမာစတာကျေးဇူးအများကြီးတက်ပါတယ်အဲ့လိုပုံစံမျိုးသုံးထားတာဖြစ်ပါတယ်အဆုံးအထိကိုပြောတဲ့စကားတွေကိုတို့နားထောင်ပြီးတဲ့အတွက်ကျေးဇူးတက်ပါတယ်အဲ့လိုပုံစံမှာဒါဆိုရမယ်နော်နံပါတ်3စက်မှန်အောင်သွားစက်မှန်ကကြတော့အဲသူပါပြီးထားလဲဆိုစန်စီကဆရာကဆရာကနေပြီးတော့ခါကြစန်ဂျီဆုအရင်ရက်ကဂေါ်ရှော့ကိုက်အီတာအဲဂေါ်ရှော့ကိုက်ဆိုတာမိတ်ဆက်ပြီးတာဒီမှာကြတော့ဂေါ်ထည့်ထားတဲ့ရှော့ကိုက်ကမိတ်ဆက်ပြီး ြင်နောက်အနောက်ကခူရာဆတ်တတုံးထားတာဖြစ်ပါတယ်ကိုရှိုကိုင်းခူရာဆတ်တဟွန်ဝအရင်ရက်ကအာနော် ပြောရမယ်ဆိုရင်ဆရာကအရင်ရက်ကမိတ်ဆက်ပေးခဲ့တဲ့စာအုပ်ကဒီမှာလှုပ်ပေးခဲ့တာတစ်ဖက်လူကလှုပ်ပေးတာဆရာဆိုရက်တစ်ဖက်လူကလှုပ်ပေးတာဘာလှုပ်ပေးလဲဆိုစာအုပ်မိတ်ဆက်ပေးခဲ့တာအဲ့ဒီစာအုပ်ဟွန်ဝစာအုပ်ကဆိုရင်တက်ဆန်အများကြီးအဲ့ဘီနော် တက်ဆန်အယန်းကိုဒီမှာကြတော့တက်ဆန်အယန်းကိုတိုင်းဟန်အယန်းကိုစံကိုနိနာရီနာရီမတ်စတာအယန်းကိုဘာလုပ်လဲဆိုလို့ရှိရင်အထောက်ကူဖြစ်ခဲ့ပါတယ်ဒါလေးပဲအဲဆိုလို့ရှိရင်ဒီရဲ့ grammar pattern ရပါမယ်အဲသူကအိုတော့မဟုတ်ကောထင်မယ် buff ကို match ဖြုတ်မယ်ဤတာတာခု ထက်ဒါမှမဟုတ်ခူရာဆာရုထည့်လို့ရတယ်။ဂောကကြတော့နောင်းလိုက်မယ်။ဣဒါသာကုထည့်မယ်ခူရာဆာရုလိုက်မယ်နော်။အဲဆိုလို့ရှိရင်ဒီရဲ့ grammar ပတ်တန်း81နဲ့82ကိုရပါမယ်။ကြားရဆိုရင်ဒီနေ့တလောက်ပါပဲ။နတ်ဆောင် Oscar de Samadesta အားလုံးကျေးဇူးတင်ပါတယ်။